မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်ရွေးကောက်ပွဲတရားဝင်ရေးမင်းအောင်လှိုင်ရဲ့အကြံအဖန်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကရွေးကောက်ပွဲအကြောင်းပြအာဏာသိမ်းခဲ့တဲ့မင်းအောင်လှိုင်ကရွေးကောက်ပွဲကိုတော့အကြောင်းပြပြီးအနိုင်ရပါတီကိုအာဏာလွှဲပေးပါမယ်လို့ထက်ကတလင်းလေးပြောဆိုခဲ့တာ၄နှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်နိုင်ငံအနှံ့ပြည်သူများပေါ်ပုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လှိုင်ကိုမုံတီးယူရှာခြင်းကလွှဲရင်ပြည်သူတွေကအဲ့ဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားကြပါဘူးပြည်တွင်းမှာစိတ်ဝင်စား ားခြင်းမရှိတဲ့ရွှေကောက်ပွဲကို2025ခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပပြီး စစ်အာဏာသိမ်းမှုကိုအဆုံးသတ်မင်းအနိုင်ရပါတီကိုအာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့အစီအစဉ်ကိုမင်းအောင်လိုင်က၎င်းကိုလက်ခံတွေ့ဆုံခဲ့တဲ့နိုင်ငံတကာခေါင်းဆောင်တို့ကိုပြောပြကာစွဲဆောင်စီယုံနေရရှိပါတယ်မကြသေးမီကတွေ့ဆုံခွင့်ရရှိခဲ့တဲ့ရုရှားသမ္မတပလာဒီမာပူတင်တရုတ်သမ္မတရှီချင်းဖြစ်တဲ့အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကဲ့သို့နိုင်ငံကြီးတွေရဲ့ခေါင်းဆောင်တွေက ထောက်ခံနေကြကြောင်းစစ်ခေါင်းဆောင်မင်းအောင်လိုင်ပြောဆိုခဲ့တာကိုသတိပြုမိကြလိမ့်မယ်ဒါပေမဲ့အဲ့ဒီခေါင်းဆောင်၃ဦးပါဝင်နိုင်ငံတကာအတိုင်ဝန်ကအဲ့ဒီရွေးကောက်ပွဲကိုအတိမတ်ပြုပြီးတရားဝင်မှုပေးလ လာဖို့မှာမင်းအောင်လိုင်းအတွက်စိန်ခေါ်မှုအဖြစ်ရှိနေစေဖြစ်ပုံရပါတယ်မြမသမိုင်းမှာကုံတိတ်ခါကိမဲ့ဆုံးဖြစ်လာမယ်ဒီရွေးကောက်ပွဲမှာတဆင်တရားဝင်မှုရရှိဖို့ရွေးကောက်ပွဲကိုရှားတဲ့နီလန်နဲ့ပြုလုပ်ဖို့မင်းရောက်လိုက်တဆင်ပြီးတဆင်ကြိုးပမ်းနေတာတွေကိုအခုနှစ်အတွင်းခက်ဆိတ်ဆိတ်တွေ့မြင်လာပါတယ်မေလ19ရက်နေ့ကကျင်းပခဲ့တဲ့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညီလိုက်အစည်းအဝေးတွင်မင်းရောက်လိုက်ကရွေးကောက်ပွဲရဲ့တရားဝင်မှုဆိုင်ရာမိကွန်းနဲ့ပတ်သက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပုံမှားတွေကိုကိုးကားပြီးပြောဆိုလာပါတယ်ဒီပုံအခြေခံ ဥပဒေမှာဖော်ပြထားတဲ့လွတ်တော်အစည်းအဝေးများကျင်းပခြင်းဆိုင်ရာပုံမှန်85 128 155တို့ကိုရည်ညွှန်းကိုကပြီးဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲကတရားဝင်မှုရှိကြောင်းမင်းအောင်လိုင်းတက်တီထူပြောဆိုသွားခဲ့ပါတယ်စစ်ထဲမှုမီအယတာဘဝတက္ကသိုလ်မှာဥပဒေပညာတနည်းကန်တင်ပူတဲ့မင်းအောင်လိုင်းရဲ့ခြေဥပုံမှတွေကိုလိုသလိုအတိတ်ပဲဖွင့်နေပုံကအခုတစ်ချိန်ပထမအဆုံးမဟုတ်ရွေးကောက်ပွဲတရားဝင်မှုရဖို့2008ခုနှစ်ခြေဥ်ကိုလိုတလိုအတိတ်ပဲဖွင့်နေခြင်းဒါပေမဲ့မြမသမိုင်းမှာစံချိန်ချုံးမြေ ဲ့ဂုံတိတ်ကကင်းမဲ့ဆုံးရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်စီစဉ်နေတဲ့မင်းအောင်လိုင်းကအထပ်ပါပုံမှန်၃ခုကိုအသုံးပြုပြီးရွေးကောက်ပွဲရဲ့တရားဝင်မှုရှာဖွေနောက်ဖွင့်လာတာဖြစ်ပါတယ်။အဲ့ဒီပုံမှန်၃ခုကပြည်တော်စုလွတ်တော်ပြည်သူလွတ်တော်နဲ့မြို့သားလွတ်တော်စီဝေးများကျင်းပမှုအထမ်းမြောက်ကျင်းဆိုင်ရာပုံမှန်များဖြစ်ပြီး ပုံမတိုင်းမှာပုံမခွေကကြီးနဲ့ခခွေးဆိုပြီးပါရှိပါတယ်ပုံမသုံးခုလုံးရဲ့ပြတ်ထန်းချက်တွေကတူညီပြီးပုံမခွေကကြီးမှာလွတ်တော်အစည်းအဝေးတရက်ကျင်းပတဲ့အခါပထမနေ့မှာကိုယ်စလဲစုစုပေါင်းရဲ့တဝက်ကျော်90ရာခိုင်နှုန်းကျော်တက်ရောက်လာခြင်းမရှိရင်အစည်းအဝေးအထမြောက်ခြင်းမရှိလို့ရွှေဆိုင်ရန်ပြတ်ထန်းထားပြီးအစည်းအဝေးကိုနောက်ထပ်တစ်ကြိမ်ကျင်းပတဲ့အခါအနည်းဆုံး3ပုံ2ပုံ 33.34ရာခိုင်နှုန်းတက်ရောက်ရင်အစည်းအဝေးထမြောက်တယ်လို့ပြတ်ထန်ထားပါတယ်။လွှတ်တော်များထဲမှာပြည်ထောင်စုလွှတ်တော်ကအမြင့်ဆုံးလွှတ်တော်ဖြစ်ပြီးရွေးကောက်ပွဲတစ်ခုကျင်းပပြီးတိုင်းနိုင်ငံတော်သမ္မတကိုရွေးချယ်တင်မြှောက်ခြင်းနဲ့အစိုးရဖွဲ့ဝင်အားလုံးကျန်းသစ္စာကျင်းပြီးတရားဝင်ခန့်အပ်ခြင်းတို့ကိုပြည်ထောင်စုလွှတ်တော်ကသာလင်းလုပ်ပိုင်ခွင့်ရှိပါတယ်။ပုံမှန်85ပါပြတ်ထန်ချက်တွေကြောင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း664ဦးရဲ့၃ပုံ၃ပုံဓမ္မမုံ222ဦးအစည်းအဝေးတက်ရောက်နေလွှတ်တော်အစည်းအဝေးအထမြှောက်ခြင်းဆိုင်ရာတရားဝင်မှုကိုသာပြတ်ထန်ထားတာ ဖြစ်ပါတယ်။ဒီနေရာမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဓမ္မမုတ်166ဦး၊ပြည်သူ့လွှတ်တော်130နဲ့အမျိုးသားလွှတ်တော်56ကိုမင်းစန္ဒာနေအခြေခံပေါ်မှာအရေးအတွက်နဲ့ခန့်အပ်ခြင်းမဟုတ်ပေ၊လွှတ်တော်တရားလုံးတို့ရှင်ရွေးကောက်ခံကိုယ်စားလှယ်အရေးအတွက်အချိုးအစားပေါ်မှာရာခိုင်နှုန်းရယူထားတဲ့အတွက်မင်းစန္ဒာနေမြည်မြပင်ရွေးကောက်ပွဲကျင်းပနိုင်သည့်ဖြစ်စေစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းကအတိုးလျှော့ရှိတသက်မှတ်ထဲရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့်ရွေးကောက်ခံကိုယ်စားလှယ်56ဦးရှိုံများနဲ့စစ်တပ်ကိုယ်စားလှယ်166ဦးနဲ့ပေါင်းရင် ပြည်တော်စုလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း222ဦးရှိမှဖြစ်ပါတယ်။ပြည်တော်စုလွတ်တော်အစည်းအဝေးကျင်းပခြင်းအထမြောက်တယ်လို့မြောက်လိုင်းဒိတ်ပဲဖွင့်ောက်တဲ့ဒီလိုဆိုရင်ရွေးကောက်ပွဲကိုလည်းမဲဆန္ဒနဲ့အနေငယ်မှကျင်းပရုံနဲ့တရားဝင်တယ်လို့ပြောဆိုလာတာဖြစ်ပါတယ်။ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်မြေတစ်ခုထဲမှာပြည်သူလွတ်တော်55နေရာနဲ့အမျိုးသားလွတ်တော်17နေရာစုစုပေါင်း58နေရာရှိတဲ့အတွက်ရန်ကုန်မဲဆန္ဒနယ်မြေတွေမှာကျင်းပရုံနဲ့ရွေးကောက်ပွဲတရားဝင်ကြောင်းမြောက်လိုင်းကြီးညာနိုင်မှသာဖြစ်ပါတယ်။အမှန်စင်စစ်ရွေးကောက်ပွဲတစ်ခုရဲ့ ရားဝင်မှုနှင့်လွတ်တော်စည်းဝေးတစ်ခုကျင်းပခြင်းဆိုင်ရာအထောက်အများမှုဖြစ်စဉ်တစ်ခုကလုံလုံလည်လျားမတူကွဲပြားတဲ့အခြေအနေနှစ်ရပ်ဖြစ်ပါတယ်။နိုင်ငံရဲ့နယ်နိမိတ်အစိပ်ပိုင်းများပြားမှာစစ်ဖြစ်နေလို့ရွှေကောက်ပွဲမကျင်းပနိုင်ပေမဲ့ပေးခွင့်ရှိတဲ့ပြည်သူတန်းနဲ့ကြီးမဲပေးခြင်းမရှိဘဲတည်ငြိမ်အေးချမ်းပြီးပြည်သူများကိုယ်စိတ်နှပါလွတ်လပ်လုံခြုံမှုကိုအာမခံနိုင်ခြင်းမရှိဘဲကျင်းပတဲ့ရွှေကောက်ပွဲတွေကိုနိုင်ငံတကာစံနှုန်းတွေရတရားမျှတလွတ်လပ်တဲ့ရွှေကောက်ပွဲတွေအဖြစ်သတ်မှတ်နိုင်မှာမဟုတ်တလို့အဲ့ဒီရွှေကောက်ပွဲကိုအတင်းအကျပ်ကျင်းပပါကလည်းတရားဝင်ပူရှိလိမ့်မှာမဟုတ်ပါဘူး

စင်စင်2025ခုနှစ်ပြက်ကရင်ရဆွေများတရချင်းတလာချင်းကုံဆုံးလာတဲ့နေ့များနိုင်ငံအနှံစီရေးရှုံးနေမှုတွေရင်ဆိုင်နေရတဲ့မင်းအောင်လိုင်းကနှစ်ကုန်ပိုင်းကျင်းပမယ်ရွှေကောက်ပွဲအတွက်စိတ်တော်ကရောင်းနေပြီးပုံမှန်မဟုတ်တဲ့စိတ်အခြေအနေနဲ့ပြောဆိုလုတ်ကင်လာတာကိုတတိပြုမိပါတယ်အထူးသဖြင့်လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေပေါ်ရှိရှိသမျှလူပုဂ္ဂိုလ်ဖွဲ့စည်းအားလုံးကိုအပြစ်ဖို့ပြီး၎င်းသာလည်းလူမှန်ကြီးဖြစ်ကြောင်းစင်ချင်းမျိုးမျိုးခရရှိလို့ပြောလာခြင်းကိုတွေ့ရပါတယ်ကိုကိုကိုအထင်ကြီးလို့နဲ့စိတ်ဝေဒနာဆွဲကပ်နေသူတအုပ်ရဲ့လက္ခဏာတွေကမင်းအောင်လိုင်းမှာတွေ့ ရှိရပြီးလက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေက၎င်းရဲ့ရှိမှစစ်ကောင်းဆောင်များဖြစ်တဲ့တန်းရွှေနဲ့တင်းစိန်တို့ရဲ့ခေါင်းဆောင်မှုအမှားယွင်းနေနဲ့အားနည်းချက်တွေကြောင့်လို့တိုက်ရိုက်ထုတ်ပေါ်ပြောဆိုခြင်းမပြုတော့လဲအဲ့ဒီပုံကိုယ်တွေဥဆောင်ခဲ့တဲ့အဖွဲ့အစည်းကိုလူသိရှင်ကြားဖြစ်တဲ့ပြောဆိုမှုတွေစတင်ပြုလုပ်လာတာကိုလေ့လာတွေ့ရှိရပါတယ်။အာနာရှင်ဟောင်းတန်းရွှေတီထောင်ခဲ့ပြီးတမရဟောင်းတင်းစိန်ဥက္ကဋ္ဌလုပ်ခဲ့တဲ့စစ်တပ်ရဲ့ပြည်ထောင်စုချန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီအတွင်းအကွဲအပြဲတွေကိုစစ်ကောင်စီဆိုရဖွဲ့အစည်းဝေးမှာထည့်သွင်းပြောဆိုလာပါတယ်။ ဆိုလိုရင်းကပြည်သူ့လွတ်တော်ဥက္ကဋ္ဌဟောင်းသူရရွှေမန်းနဲ့သိန်းစိန်တို့ကြား2015ခုနှစ်ရွှေကောက်ပွဲကျင်းပဖို့လာပိုင်းလိုတကောင်ရင်အာနာသိန်းပွဲပါတီတွင်အကွဲအပြဲတွေကြောင့်စစ်တပ်ကဆယ်စုနှစ်များစွာထိန်းချုပ်ထားခဲ့တဲ့အာနာကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့သူရရွှေမန်းကဒေါအောင်ဆန်းစုကြည်နဲ့မဟာမိတ်ဖွဲ့ခဲ့ခြင်းကြောင့်အဲ့ဒီအကွဲအပြဲဖြစ်ပြီးချန်းခိုင်ပါတီရှုံးခဲ့ရတယ်လို့မင်းအောင်လှိုင်ရှုံးကြည်နေပုံရပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ကိုရန်ညူအာဂါရာတရားကြီးမားစွာနဲ့အချင်းထောင်တဲ့၎င်းရဲ့လက်ကျန်ဘဝတက်တန်းကုံဆုံးစီဖို့ချုပ်နှောင်ထားခြင်းဖြစ်ပါတယ်။ 2015ခုနှစ်ရွှေကောက်ပွဲမှာတဆင်တဝောင်ဆန်းစုကြည်ကစစ်တပ်လက်ထဲကအာနာရယူသွားနိုင်ခဲ့တဲ့နိုင်ငံရေးအလဲပြောင်းကမင်းရောက်လိုက်ပေါ်အကြီးအကျယ်ရိုက်ခတ်ခဲ့ဟန်ရှိပါတယ်။မမျော်လင့်မဲအမျိုးသမီးတဦးရဲ့အာနာဇက်အောက်ကိုရောက်ရှိသွားခဲ့တဲ့စစ်တပ်သမိုင်းမှာပထမဆုံးကာကွယ်ဦးစီးချုပ်ဖြစ်သွားခြင်းပေါ်မင်းရောက်လိုက်အလွန်ခါးသီးခဲ့ပုံရပါတယ်။ဒါကြောင့်ရခင်စစ်ကောင်းဆောင်တွေကမကာကွယ်နိုင်ခဲ့တဲ့အာနာကိုမဖြစ်မနေပြန်လည်တန်းယူဖို့အချိန်ကာကောင်းကိုစောင့်စားနေခဲ့ပုံရပါတယ်။တဝောင်ဆန်းစုကြည်အစိုးရအာနာရလာချိန်မှာတမရော်နီနဲ့အတက်နိုင်ဆုံးပူပ းပါးဆောင်ရွက်ပြီးခဲ့ကြောင်းဆိုတဲ့စကားကိုလွန်ခဲ့တဲ့လနေ့အတွင်းအချိန်ချင်းပြောဆိုခဲ့ပြီးမေလ19ရက်နေ့စစ်ကောင်စီအစိုးရစည်းဝေးမှာမင်းရောင်လိုင်းထပ်မံပြောဆိုခဲ့ပါတယ်။ဒီစကားရက်ကစစ်တပ်အကြီးအကဲတအုပ်ကရွှေကောက်ခံ NLD အစိုးရကိုအပြည့်အဝအတိမတ်မပြုတစ္ဆာမခံလို့အထိပ်ပေးရပါတယ်။ဒီအစိုးရနဲ့အတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်တဲ့ဆိုရင်အဲ့ဒီအစိုးရနဲ့တန်းတူစင်ပြိုင်အာဏာထူထောင်ပြီးနေတယ်လို့အထိပ်ပေးရပါတယ်။ဒါအပြင်2019ခုနှစ်ရိုဟင်ဂျာရေးခင်မှာစစ်တပ်ကအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့ပြီးအဲ့ဒီအရေးကိုအကြောင်းပြပြီးကာလွန င်စည်းဝေးမှတစင်းအရက်သားဆိုရသမနာထံမှအာနာကိုအကြက်ကင်တွဲယူမယ်အကြံအစီအထမြောက်ခဲ့တာကိုအမတ်တရဖြစ်ပြီးမင်းရောင်လိုင်က NLD အစိုးရတက်တန်းတရှောင်းနိုင်ငံတော်မှာအရေးကြီးတဲ့ကာလတွေမှာကာခွေင်းနဲ့လုံချွင်းကောင်စီအစည်းအဝေးလုံးဝပြုလုပ်ခဲ့ခြင်းမရှိကြောင်းပြောဆိုလာပါတယ်ထို့အတူဒေါအောင်ဆန်းစုကြည်ကငင်းချင်းညီလာခံကို27ရာစုပင်လုံညီလာခံဖြစ်အမြင့်ပြောင်းလဲခဲ့ခြင်းကို၎င်းရဲ့ပြောဆိုချက်များထဲမှာတွင်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာရုကိုဥပဒေနဲ့မညီဘဲညှာယူခဲ့တယ်လို့ဆွဆွဲခဲ့တယ်လို့တီယဝင်အစိုးရတီယနဲ့တီယဝင်လွတ်တော်တွေရဲ့ဥပဒေပြဋ္ဌာန်းချက်တွေကိုတောင်ဥပဒေနဲ့မညီတဲ့ပြဋ္ဌာန်းချက်တွေလို့တွင်တွင်ဆွဆွဲပြောဆိုနေပါတယ်။မေရောင်လိုင်းရဲ့ဒီအပြုမူက2008ဖွဲ့စည်းပုံခြေကဥပဒေရဲ့အထက်မှာကာကွယ်ဦးစီးချုပ်ဖြစ်တဲ့၎င်းတဝူတာရှိပြီး၎င်းကိုခြေဦးကပင်ယာရုမှာဖယ်ရှားပိုင်ခွင့်မရှိကြောင်း၎င်းကဥပဒေနဲ့မညီလို့သတ်မှတ်ရင်း၎င်းကဥပဒေပဲဖြစ်တယ်လို့ပရိသတ်ရစ်မြင်များကဲ့သို့ပြုမူပြောဆိုလာတာဖြစ်ပါတယ်။ဒီချက်ကိုထောက်ပံ့ပေး ဲ့မင်းအောင်လိုင်းရဲ့ပရိသတ်တပွဲအပြုမူနောက်တစ်ခုကမေလ19ရက်နေ့စစ်ကောင်စီစည်းဝေးမှာအန်ဝစရာကောင်းတဲ့ပြောဆိုချက်ဖြစ်ပါတယ်။၎င်းကရှေးပြည်များလက်ထက်ကဥရောပနိုင်ငံတွေကိုပညာတော်တင်များဆင်လုခဲ့တဲ့သမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ကြောင်းမိမိတို့အနေနဲ့ရှေးပြည်များခေတ်ကနိုင်ငံတော်မှာကျင့်သုံးခဲ့တဲ့ပညာရေးစနစ်များနဲ့ခေတ်ဆက်ဆက်မှာကျင့်သုံးခဲ့တဲ့ပညာရေးစနစ်များကိုပြန်လည်လေ့လာသုံးသပ်ဖို့လိုအပ်မှာဖြစ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။အဆိုပါအချင်းရာတွေကိုစိတ်ဓာတ်ပြည်တာရှူထောင်မှာလေ့လာကြည့်မယ်ဆိုရင်မင်းအောင်လိုင်းကတာမန်စိတ်ချနေမှာရှိမနေခြင်းကိုပို့ပြီးထင်ရှားစွာတွေ့ မြင်လာပါတယ်။ဒါကြောင့်လည်းနိုင်ငံနှက်ရှိပြည်သူများကိုဘုံကျဲတပ်ဖြတ်နေခြင်းလူအဖွဲ့အစဉ်အစိပ်ပိုင်းအများပြားကိုပြပုံအတိဖြစ်သွားစေဖို့မိရှုတက်ဖြတ်ခဲ့ခြင်းစတဲ့အစွန်ရောက်ကြံဖတ်မှုတွေကျူးလွန်ပြီးအတ္တမသိမ်းယူခဲ့တဲ့အာဏာကိုလက်မလွတ်ရဖို့နီလန်မျိုးစုံနဲ့ကာကွယ်နေခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်ကြံစီနေတဲ့ရွှေကောက်ပွဲက၎င်းဖန်တီးခဲ့တဲ့နိုင်ငံရေးပြဿနာမှာထွက်ပေါက်ရှာခြင်းထက်အာဏာကိုလက်မလွတ်ရရည်နီလန်တစ်ခုဖြစ် ကြက်စီကျိုးပန်းနေခြင်းသာဖြစ်ကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်လို့ရှိသားထားတာကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။